ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အဲ့ဒီပိတ်ဆော်ရီက2မီတာ50ရူပီတဲ့ချွေးမလေး4မီတာလောက်ဝယ်မလားဒီစင်းရည်တွေကဈေးပေါ်တဲ့အဝတ်အစားတွေကိုဝယ်နေကြတာပဲမအေး ရှင်ကလေဈေးပေါ်ရဲ့ပိတ်စရိုင်းနဲ့ရှင်ရဲ့ချွေးမတွေကိုစစ်ချုပ်တင်မိမယ်ပေါ့ဒီနေ့နဲ့တော့ fashion designer ဖြစ်လာမှာမဟုတ်ဘူးနော် fashion designer တွေဆိုတာ blouse ဈေးကြီးပြီးတော့ကောင်းတဲ့ပိတ်စရိုင်းတွေကိုတုံးလဲဆိုတာရောသိရဲ့လားအဲ့ဒါကြောင့်လေငါကငါချွေးမအတွက်ဈေးဝယ်စင်တာဈေးကြီးရဲ့အကောင်းဆုံးပိတ်စရိုင်းတွေကိုဝယ်လာခဲ့ရာငါဝယ်လာတဲ့အကောင်းဆုံးပိတ်စရိုင်းတွေကိုသုံးပြီးတော့တနေ့ငါချွေးမတွေကအရန်ကိုကြော်ကြားတဲ့ designer ဖြစ်လာတော့မှာဒေါ်လာမဟာအခုလိုပြောပြီးအဲ့ဒီနေရာကနေထွက်သွားပါတော့တယ် မအီးတယောက်ခမားစေမကောင်းဖြစ်စွာနေကြံခဲ့ရတော့ရပုံနေရတွေကုန်လွန်သွားပြီးတဲ့နောက်တနေ့မှာချောစုကအခန်းထဲမှာဖုန်းသုံးနေချိန်သူသမီးဖြစ်သူနားနေရွယ်ကလေးမလေးကသူ့အခန်းထဲကိုဝင်လာခဲ့ပါတယ်မေအဖေကပြောတယ်အမေကတနေ့ကျရင်အရန်ကြော်ကြတဲ့ fashion designer ဖြစ်လာမှာတဲ့အဲ့ဒီတော့သမီးအယုတ်လေးတွေအတွက်အင်ကြီးချုပ်ပေးပါလိုက်ရင်မေမေငါရမ်းပင်မနေရဲငါနားကနေထွက်သွားငါရမ်းပင်မနေရဲငါနားကနေထွက်သွား တန်တော်ဟာသူတငယ်ချင်းစီသွားတဲ့အချိန်တငယ်ချင်းပင်ကီဟာဆိုင်ထဲမှာထိုင်ပြီးသူ့အမေချုပ်ပြီးထားတဲ့ဝတ်စားလေးနဲ့အယုတ်တွေကိုစော့နေတော့တာပေါ့ဒါကုံမြင့်နဲ့တန်တော်ဟာအန်ဒီသမီးယုံလေးအတွက်ပင်ကီလိုမျိုးအင်္ဂလိပ်ချုပ်ပေးလို့ရမလားယင်မိမမီကလည်း fashion designer ဖြစ်ဖို့ရည်မှန်းချက်ရှိရမလားသူ့ကိုသွားချုပ်ခိုင်းလိုက်လေအလို့မပြောပါနဲ့သူကကလေးပဲကိုဘာပဲဖြစ်ဖြစ်ချုပ်ထားတဲ့ဝတ်တွေကတခုကိုတွန်းတွန်းအောင်ပေးလိုက်မယ်လေသူ့ယုတ်လေးအတွက်ကောင်းကောင်းဝတ်ပေးချင်ပါပေါ့ ဲ့လိုပြောပြီးတိမ်မွေဟာတွန်းတွန်းကိုရုပ်ကလေးအတွက်ဝန်းစားလေးပေးလိုက်တော့တွန်းတွန်းဟာပြိုသွားလိုတော့ပေါ့ဒီဖြစ်ပျက်တွေကိုအင်းထက်ဝရဏာကနေမြင်နေရတယ်တွန်းတွန်းရဲ့အမေချောစုကဒေါသထွက်စွာနေပြီးတိမ်မွေရဲ့ဆိုင်ကူရောက်လာပြီးတိမ်မွေကိုပြောပါတော့တယ်နင်ကသမီးကိုအယုတ်အတွက်အဝတ်စားပေးပြီးတော့ငါအဝတ်ကောင်းကောင်းမချုပ်တတ်ဘူးလို့ပြောချင်တာလားမိကိုနေဖက်ရှင်ဒီဇိုင်နာလို့ထင်မနေနဲ့နော်အဲ့ဒီချိန်ပါပဲအင်းနီနာချင်းဒုံတို့ရောက်လာပြီချောစုနေပါလို့လာတော့ဒေါသထွက်နေရလဲ ိမ်မွေးငါ့ကိုကျုံ9ကီလိုဂရမ်ပေးယုံဖက်ရှင်ဒီဇိုင်နာတွေကိုပြောရရင်တော့ဒီနေ့ထိငါတရားမှမမြင်ဘူးသေးဘူးနေရလေအချုပ်တင်မဲဆိုရင်ငါသမီးအတွက်ဝတ်စုံတစ်စုံ ချုပ်ပေးလိုက်ဒါပေမဲ့နေ့ရက်လက်သက်ရှင်းဖို့ရလိုရယ်နော် ပြီးတော့ငါပစံချွေတာရလည်းရောက်တာပေါ့ချောစုရဲ့သူရဲ့အင်းဒီနာချင်းဒွန်နုရဲ့ပြောစကားကြောင့်ချောစုဟာပူပြီးဒေါသထွက်သွားပြီးသူသမီးရဲ့လက်ကိုဆွဲပြီးတော့အင်ကိုပြန်လာခဲ့ပါတော့တယ်ကိုဝင်ရှင်းလာတဲ့နောက်မှာတင်မွေဟာအဝိချုပ်တဲ့အလုပ်ကိုမလုပ်တော့ဘဲ ကုံဆုံဆိုင်ကိုပင်ဦးစီးနေပါတော့တယ်။အီမီလိန်သူ့ဖေးရဲ့အခန်းကိုပြန်လာပါတယ်။အချိန်တွေကြာပြီးတဲ့နောက်မှာတော့အမေပြန်မလာခင်အထိကျမပင်ကီကိုဆေးရုံလိုက်ပို့ပေးလိုက်အောင်မေအမေအမေကျမရဲ့ဆိုင်လေးကိုကြည့်ပေးထားအောင်နော်ဒီကိုဝင်နဲ့အားလုံးကိုဘယ်လိုစီမံခန့်ခွဲမလဲအမေနဲ့ငါဒီဆိုင်မှာထိုင်ပြီးတော့ဆိုင်ကိုစောင့်နှားလိုက်မေအီမီစိတ်ချလက်ချနဲ့သွားတိမ်မွေးရဲ့စကားကြောင့်အီမီကပင်ကီကိုခေါ်ကကြောင်းကိုလိုက်ပို့လိုက်ပါတယ် ။ဒိမ့်မွေးတရားဆောင်းဆိုင်ရင်နဲ့သူအားတွေအချိန်မှာဆက်မာထိုင်ပြီးအဝိတ္တီခြုံနေတော့တာပေါ့။ခဏကြာမှတော့ဇီဝေသူရောက်လာတော့ဒိမ့်မွေးဟာအဝိတ္ချုပ်ရာကနေမြ мян ထကတကြားထုတ်ကိုဝေသူအားပေးပါတော့တယ်။ဒီမှာပါဦးလေးလိုချင်တဲ့တကြား2ကီလိုသမီးလေးရောဘလို့နေသေးလဲ။အဒီသမီးကိုတကြား2ကီလိုလောက်ပေးပါအောင်။မင်းအာယုံဆိုင်မှုရောရှိရဲ့လား။မင်းအဝိတ္ချုပ်တဲ့ပုံမှာပဲအာယုံရောက်နေတယ်။တကယ်လို့မင်းပတ်စံရချင်ရင်မင်းအဝိတ်ချုပ်တော့ရက်ဒါမှမဟုတ်ရင်မင်းဆိုင်ကိုပိတ်လိုက်တော့ငါဝေတာဂျုံမုတ်2ကီလို့ ဒီလိုနဲ့တိမ်မွေကဝေသူဦးလေးကိုစိတ်တူအောင်လှုပ်လိုက်မိပါတယ်။ဒီဖြစ်စဉ်ကိုမြင်တဲ့သူ့ရဲ့အင်းကြီးချင်းဒေါလာမွန်ကတိမ်မွေကိုလှောင်ပြောင်ပါတော့တယ်။ဟေးမင်းရဲ့အာယုန်ထဲမှာဘာမှမရှိဘူးလား။မင်းဒီအလုပ်အားလုံးကိုထားခဲ့လိုက်တော့ငါ့ရဲ့ချွေးမဖက်ရှင်ဒီဇိုင်နာဖြစ်လာတော့မှာ။ငါငါချွေးမကိုနီးပြတင်တဲ့ကြမှာစီးရင်ပေးပြီးသွားပြီ။အခုငါချွေးမအဲ့ဒီနီးပြစီမှာသွားပြီးတော့တင်နေပြီ။မင်းကတော့အိမ်ပြန်ပြီးတော့အိမ်ရလူတွေနဲ့တိုင်ပင်လိုက်အောင်ပေါ့။ တိမ်မွေဟာဘာမှပြန်မပြောနိုင်ရှာပဲအဝိကိုပင်ပြန်ပြီးချုပ်နေပါတယ်။ညနေရောက်တော့ညစာစားဖို့မိသားစုတွေအတူဆုံးကြတာပေါ့။တိမ်မွေဟာသူ့ဆိုင်ကိုပြိတ်ပြီးသူ့ရောက်ကမှနေရောင်းမကိုပြောပေးပါတယ်။မေချောစဝါဒီဇိုင်နာဖြစ်ဖို့အတွက်သင်တန်းကျောင်းတော်စတက်နေပြီ။သူမကြကီဖက်ရှင်ဒီဇိုင်နာဖြစ်လာတော့မှသမီးလည်းလက်မထက်ခင်သင်တန်းကျောင်းတက်ပြီးတော့ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်နေ။ဒါပေမဲ့အရာအလုံးကသမီးဖြစ်ချင်တယ်လို့မဖြစ်လာသေးဘူး။သမီးရဲ့တည်ယူမှုတွေ ီးတော့တမီးမှာဒီဇိုင်နာတင်တဲ့တက်ဖို့ငွေကြေးလုံလုံလောက်လောက်တောင်မရှိတော့ဘူး။ချင်းမမင်းဘာလို့ဒီလိုရီပြောနေတာလဲ။အေမီကိုဆိုင်ကိုဦးစီးခိုင်းလေ။ဆိုင်ရရလာတဲ့ဝင်ဝင်နဲ့ချင်းမလီကြိုက်ရလုံနိုင်နေ။မဟုတ်ဘူးဗေ။စီဘိုးရီပင်ကြီးရဲ့ပညာရေးပြီးတော့အိလာခရီပေးဖို့ငွေကြေးမလုံလောက်ဖြစ်နေရ။ပြီးတော့တမီးရဲ့ရောက်မှသူတယောက်တည်းအဲ့ဒီအရာ အားလုံးဦးစီးနိုင်မလားဖေရဲ့။အဲ့ဒီဆိုင်ကလေဝင်ငွေရတခုခုလို့ဖို့မလုံလောက်ဘူးဆိုရင်တော့မအင်းမီနင်ကောဒီညကနေ့ရဖုန်းငှားပေးနိုင်မလား ငါ YouTube ကနေကြည့်ပြီးတော့လေ့လာချင်းလို့ဒီလိုနဲ့အီမီဟာအလောက်ကနေအိမ်ပြန်လာတဲ့အချိန်တိမ်မွေဟာ YouTube ကနေစက်ချုံနီးတွေကြည့်ပြီးအဝတ်ချုံနေတော့တာပုံတခါတလေတိမ်မွေဟာအိမ်ပြန်မှာထွက်ထိုင်ပြီးလေ့လာပါတယ်တညမှာတိမ်မွေဟာပြန်ထွက်ပြီးမိမိမိလေးအောင်မှထိုင်ကဝတ်တွေချုံနေတာကိုချောစုကသူ့အခန်းပြတင်းကနေကြည့်နေခဲ့ပြီးတိမ်မွေကိုခေါ်လိုက်ပါတယ်ဆိုရှယ်ဒီဇိုင်နာဖြစ်ဖို့ဘလောက်ပဲကြိုးစားကြိုးစားနင်ငါ့ကိုတော့ကြော်နိုင်မှာမဟုတ်ဘူး ။ငါက fashion design တွေကိုသင်တန်းတက်ပြီးတော့လေ့လာနေရ။မင်းကတော့အိမ်မှာ YouTube ကိုကြည့်ပြီးတော့လေ့လာနေရလေ။ချောစု။နင်လေ့လာဖို့လုံလောက်ဝတ္တရလိုရယ်။လူတစ်ယောက်ကအိမ်မှာထိုင်ပြီးတော့အရာ အားလုံးလေ့လာနိုင်တယ်။ပြီးတော့နင့်မှာအာရုံစိုက်ထုတ်မှုမရှိဘူးဆိုရင်နင်တနေ့လုံးအတန်းတွေတက်ပြီးတော့လေ့လာထားတာတွေကအလကားပဲ။အဲ့လိုပြောပြီးတိမ်မွေဟာဝတ်ကိုဆက်ချုပ်နေလိုက်ပြီးဒီဇိုင်းသစ်တွေကိုလေ့လာဖို့ကြိုးစားနေခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားပြီးနောက်တနေ့မှတော့အိုးချွေးမလေးမင်းဒီညညသာချက်မယ်ဆို အမေတမိဝတ်စုံအတွက်ပြည့်စင်နေရာဒါပေမဲ့အမေကညစာချက်ခိုင်းတော့တမိလုံးလစားလုပ်တီကိုထားခဲ့ပြီးတော့ညစာရီချက်ပေးရတော့မှာပေါ့ကျောက်စုဟာအိမ်အလုပ်တွေမလုပ်ရဘူးဖက်ရှင်ဒီဇိုင်းကိုပဲလုပ်နေတဲ့အချိန်မှာတိမ်မွေးကတော့ပုံမှန်အတိုင်းပဲအိမ်နဲ့ကုံစုံဆိုင်ကိုဦးစီးနေခဲ့ပါတယ်ကိုဝင်လာရင်လာတဲ့အခါမှာတော့တိမ်မွေးဟာကုံစုံဆိုင်ကိုပိတ်ထားလိုက်ပြီးညဘက်တွေမှာသူမကအင်ခေါမှုပေါ်တက်ပြီးတော့ယူကြည့်ကြည့်ပြီးအဝတ်တွေချုပ်ပါတယ်ပြန်နေငယ်ကြပြီးနောက်မှာတော့ တနေ့မှာလူတစ်ယောက်ကရွာလေးကလူတွေကိုလက်ကမ်းစားဆောင်လိုက်ပြီးဝေပေးနေပါတယ်။မေကြည့်လိုက်ပါဦး။အသေးစားပြန်ပွဲလေးတခုကျမတို့ရွာမှာကျင်းပမှာတဲ့။ပြီးတော့အဲ့ဒီပြန်ပွဲမှာလေဘသူမဆိုပါဝင်နိုင်ပြီးတော့တလကြာမှာတဲ့။မေသမီးလည်းအဲ့ဒီပြန်ပွဲကိုသွားချင်တယ်။ဒါဆိုရောက်မှာနေဒီညပြန်ပွဲကိုဘသူနဲ့သွားမယ်လို့တွေးရလဲ။အမေနဲ့လား။ဒါမှမဟုတ်တယောက်တည်းသွားမှာလား။ငါရောဒီနေ့အိမ်မှာနေပြီးတော့အဖေနဲ့ကိုစုံဆိုင်ကိုဆောက်ရှောက်ရမယ်လေ။တိမ်မွေကအခွင့်အရေးကိုလက်မလွတ်ချင်တယ်လို့ ဒေါ်ဦးကလည်းသူ့ချင်းမအတွက်ပြိုင်ပွဲကိုသွားပြီးစီးရင်ပေးခဲ့လိုက်ပါတယ်။အကိန်းဖြတ်တိုင်းကတိမ်မွေးရဲ့ဝတ်စားစီရင်မှုကိုသဘောကျပြီးချောစုကအမြဲတမ်းရှုံနေခဲ့ပါတယ်။မင်းကအရန်ကောင်းတဲ့ဒီဇိုင်နာတစ်ယောက်ပဲ။မင်းရဲ့ဝတ်စုံတွေရဒီပြိုင်ပွဲမှာမင်းနိုင်ရလိမ့်မယ်လို့ငါမျှော်လင့်နေ။ကျမတို့မမျှော်လင့်ရပါဘူး။ကိုဝင်ဆောင်ချိန်မှာတော့အချိန်တိုးလေးအတွင်းချစ်စရာကောင်းတဲ့ဝတ်စုံကိုဘသူကမင်းလိုဖန်တီးနိုင်မှာလဲ။ တိတ်မကြခင်ပါပဲချောစုဟာသူမရဲ့ဝစ်စုံကိုသူကိုယ်တိုင်ဝစ်ဆင်လာပြီးမယ်သူ့ကောင်းဝင်ကိုဘယ်သူမှမကြိုက်တဲ့အပြင်ဒိုင်းတွေကအမှားတွေကိုပဲထောက်ပြနေကြပါတယ်တောင်းပန်ပါတယ်ဒါပေမဲ့ဒီကောင်းဝင်ကိုလွယ်လွယ်နဲ့ဖန်တီးထားတာပဲတာမတ်ဒီဇိုင်နာတွေတော့မှသူလိုမျိုးချုပ်တက်တယ်လေမင်းအင်ကြီးမှာတီထွင်ဖန်တီးမှုအစ်တီထည့်ဖို့လိုအပ်တယ်ဒိုင်းရဲ့စကားကိုနားထောင်ပြီးတဲ့နောက်မှာချောစုကအရင်ကိုဒေါသထွက်သွားခဲ့ပါတယ် ီလိုနည်းနဲ့တပတ်ပြီးတော့ပြိုင်ပွဲဝင်နေအောင်ကသူတို့ဝစ်စုံတွေကိုယူလာပြီးတခါထက်ရောက်လာပြန်ပါတယ်။ဒါပြင်တိမ်မွေးရဲ့ဝန်ဆောင်တွေကတော့ဝစ်စုံတွေကြားမှာအကောင်းဆုံးဖြစ်နေခဲ့ပါတယ်။ပြိုင်ပွဲရဲ့နောက်ဆုံးနေ့ကိုရောက်ပြီးပြိုင်ပွဲမှာတိမ်မွေးသာအနိုင်ရမယ်ဆိုရင်သူကနမိတ်ကြီးလာမှာရောက်ခမကြီးမှာဟင်းချက်ပြီးပဲမနေနိုင်ဘူးတော့။ငါတိမ်မွေးရဲ့အဝတ်အစားကိုပျက်စီးတော့မျက်ပြရမယ်။အဝင်းစားခန်းထဲမှာတယောက်မှမရှိတဲ့အခါချောစုကဂျာကိုအခွင့်ကောင်းယူပြီး တိမ်မွေးရဲ့ဝတ်စုံကိုသွားညက်ဖို့လုပ်ပေးမယ်။နောက်ဆုံးပြိုင်ပွဲအတွက်ကြီးညာချက်တွေထွက်လာတော့လူတိုင်းကသူတို့ရဲ့ဝတ်စုံကိုယူဖို့အတွက်အဝိစားကန်းကိုဝင်သွားကြပါတယ်။ကျောဆူလိမ်မအောင်မြင်ခဲ့ဘူးပေါ့ကွယ်။လူတိုင်းသူတို့ရဲ့ဝတ်စားတွေဝတ်ပြီးစင်ပေါ်ကိုတက်သွားကြပါတယ်။ဒီချိန်မှာပဲတိမ်မွေးကလည်းမိန်းကလေးတအုပ်ကိုသူ့ရဲ့အဝိစားဝတ်ဆင်ပေးပြီးပွဲထွက်စီခဲ့ပါတယ်။မာတင်တော်ကဒီမှာအကောင်းဆုံးဒီဇိုင်နာလို့ပြောရမယ်ဆိုရင်တိမ်မွေးပါပဲ။သူခင်မောင်ကမကြသေးမီအောင်ကွယ်လွန်သွားပေမယ့် သူ့ရဲ့ရည်ရွယ်ချက်ကိုလက်မလျှော့ဘဲတယောက်တည်းအခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းပြီးနောက်ဆုံးမှဒီနေရာထိရောက်လာနိုင်ခဲ့တယ်။ဒီနေ့မှဝမ်းမြောက်ဝမ်းသာစရာကောင်းတဲ့အကြောင်းတစ်ခုကတော့ဒီပြိုင်ပွဲမှာအနိုင်ရသွားတဲ့သူကတိမ်မွေ့ပါပဲ။ဒီလိုနဲ့တိမ်မွေ့ဟာတရားလုံးမှာနမိတ်ကြီးလာခဲ့ပါတယ်။ဒီလိုနဲ့အချင်းတွေကုံလွန်သွားခဲ့ပါတယ်။တိမ်မွေ့လည်းမိန်းကလေးလှလှလေးတဦးကိုမွေးဖွားခဲ့ပါတယ်။တိမ်မွေ့မွေးပြီးတဲ့နောက်မှာတည်းသူမကအနားမယူဘဲလားတဲ့အလုတန်းကိုလက်ခံပြီးဆက်လက်လုပ်ကင်ခဲ့ပါတယ်။ အခုတော့သူ့ကိုပြည့်စုံတဲ့ fashion designer ရုံးတစ်ခုကခေါ်ထားလို့သူမဟာသူ့ရောက်ခမနဲ့အတူသွားလိုက်ပါတယ်။ဒိမ်မွေအဲ့ဒီပြိုင်ပွဲပြီးတဲ့နောက်မှာမင်းနမိတ်ကြီးလာပါပြီ။လူတိုင်းကမင်းကိုချီးကျူးနေကြတယ်။ငါလည်းမင်းအလုပ်တွေကိုကြည့်ပြီးအယံကြက်ခဲ့တယ်။ကျမမှာအကြီးစား order တစ်ခုရလိုက်တယ်။ကျမဘောလီဝုဒ်မင်းသမီးတကူအတွက်အဝတ်အစားတွေဖန်တီးပေးရမယ်။ဒါဆိုရင်မင်းကျွန်တော်တို့နဲ့အတူအလုပ်လုပ်နိုင်မလား။မင်းနဲ့အတူအလုပ်လုပ်ရတာကျွန်တော်တို့အတွက်ကံကောင်းခြင်းတစ်ခုဖြစ်လာနိုင်တယ်။ ဒါဆိုရင်နောက်ဘက်ကစပြီးအလုပ်ဆင်းနိုင်မလားဒါမှမဟုတ်လုပ်ခင်မှာမင်းနဲ့အတူပျော်ရွှင်စရာညစာစားပွဲလုပ်ချင်တယ်မနေ့ပြန်လာနိုင်မလားအလုပ်ရှင်ကသူ့ဆိုင်ရှိမှာတိမ်မွေးတပ်ပုံကြီးတင်လိုက်ပြီးသူကအဲ့ဒီကိုအချိန်တတော်ကြာရက်ပြီးကြည်နေပါတယ်ညရောက်တော့တိမ်မွေးကလှပစွာဝတ်ဆင်ပြီးပါတီကိုရောက်လာခဲ့ပါတယ်ပါတီမှာမင်းသားမင်းသမီးကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်အခုတော့အသိမွေးဟာချမ်းသာတဲ့အလုပ်ရှင်နဲ့အတူလှုပ်လှုပ်နေပါပြီ။သူ့အတွက်ပိုကောင်းလာတာကသူ့နမိတ်နဲ့ဆိုင်တစ်ခုလည်းရှိလာပါပြီ။ ဒီနေ့မှတော့သူ့ရဲ့ဆိုင်ထဲမှာလူတွေရဲများနေခဲ့ပါတယ်။တချိန်တည်းမှာပဲနမိတ်ကြီးမင်းသမီးတဦးကလာပြီးတော့ပြောခဲ့ပါတယ်။သိမ့်မွေဒီလိုသားပါရဲ့ဝတ်တီကိုချုပ်ပြီးလို့ကျေးဇူးတင်ပါရဲ့နော်။ကျမရမ်းကြိုက်တယ်။မင်းကိုလည်းရမ်းချစ်တယ်။မင်းသမီးကျမကမင်းသမီးရဲ့ပြိသက်တယောက်ပါ။ကျမမင်းသမီးရဲ့လက်မှတ်ကိုယူလို့ရမလား။ဟုတ်ပါပြီ။ဘာဖြစ်လို့မရအောင်မလဲ။သိမ့်မွေကတော်လိုက်တာ။မင်းသမီးအတွက်တောင်မှအဝတ်တီကိုချုပ်ပြီးနိုင်နေပြီ။အကြီးကသူ့ကိုလှောင်ခဲ့မိတာမှားတာပဲ။ ီလိုနဲ့ပဲကုံစုံဆိုင်ဖွင့်ရတဲ့ချွေးမာလီကဖက်ရှင်ဒီဇိုင်နာဖြစ်လာခဲ့တာပေါ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်